လန်ဒန်ကကျပ်ဖာဂျူလီစီမှာထပ်မံစမ်းသပ်ခံရအောင်မဲ့ယူနိုက်တက်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အောင်ရကြပါ ဒီတစ်ပတ်ပရီးမီးယားလိရဲ့ပွဲစဉ်17အဖြစ် United အသင်းကတော့ Europa League ပလာကြီးကိုရရရရပေးကမ်းထားခဲ့တဲ့ London ကချက်ဖာကြီးတွေစီကိုတွားရောက်ရှင်ပြန်ရတော့မှာပဲဖြစ်ပါတယ်မနစ်ကရာသီပြီးဆုံးချိန်ခန်းဒီမှာနှစ်သိန်းလုံးဟာတန်းစည်းစုံနဲ့မလန်းမကန်းမှာရှိနေလို့ယူရိုပါလိပလာကြီးကို ရတဲ့သူဟာအဲ့ဒီရာသီအတွက်အသက်ငယ်ကြိုးတချောင်းကိုရသွားနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်ခဲ့တာမို့နှစ်သိန်းလုံးဟာဖလားရဖို့နှီးမျိုးစုံသုံးက ရှင်ပြိုင်ကစားခဲ့ကြပါတယ် နောက်ဆုံးမှာတော့အားလုံးသိတဲ့အတိုင်း United အသင်းဟာ တကူကိုမရှိနဲ့ရှုံးနေသွားခဲ့ပြီးဥရောပပြိုင်ပွဲတွေနဲ့ဝေးကွာသွားရပါတော့တယ်။စပါအသင်းကိုအဲ့ဒီတခါပဲရှုံးခဲ့တာမဟုတ်ဘဲနောက်ဆုံး၅ပွဲမှာတပွဲမှကိုမနိုင်ထားပဲတပွဲတည်းသာတေကြအောင်လုပ်ထားနိုင်ပါတယ်။ စပန်နဲ့ယူနိုက်တက်အသင်းတို့ဟာတမိုင်းတစ်လျှောက်မှာ193ကြိမ်တွေ့ဆုံထားခဲ့ပြီးစပန်အသင်းက50ကြိမ်သာအနိုင်ရရှိထားပြီးတေပွဲဖြစ်48ကြိမ်ကြာထားကယူနိုက်တက်အသင်းကတော့64ကြိမ်တောင်အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းအခုနောက်ပိုင်းနှစ်တွေမှာယူနိုက်တက်အသင်းကပျက်စီးဆုံးရှုံးနေတဲ့အသင်းကို ပြန်လည်ဖာဒီပြုတ်ပြင်နေရတဲ့အချိန်တွေမှာစပါးအသင်းပြင်တခြားပြိုင်ဘက်အသင်းတိုင်းကပါနှာခေါင်းပုတ်ကောင်းပုတ်လောက်တာကိုခံနေရတဲ့အချိန်လေးဖြစ်ပါတယ်။ ဒါပေမဲ့ United အသင်းကဒီနှစ်မှာတော့ကစားသမားကောင်းတွေကိုခေါ်ယူထားနိုင်ခဲ့ပြီးလမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိနေတာပွဲစဉ်30အပြီးရမှတ်18မှတ်ရရှိထားကစပါအသင်းနဲ့ရမှတ်တူပြီးဂိုးကွာခြားချက်အကြောင်းအဆင့်8နေရာမှာသာ ရှိနေပါတယ်။စပါအသင်းကလည်းဂျာယန်မှာချန်ပီယံလိပ်ပြိုင်ပွဲကိုဆင်နွှဲထားရပေမဲ့ပရီးမီးယားလိပ်မှာတော့ United နဲ့အထက်အဆင့်6နေရာမှာရမှတ်အတူတူနဲ့ရှိနေကြပါတယ်။ စပါးသင်းဟာပရီးမီးယားလိဂ်နောက်ဆုံး၅ပွဲမှာ၂ပွဲနိုင်၂ပွဲရှုံးပြီး၁ပွဲတေချထားကယူနိုက်တက်အသင်းကတော့နောက်ဆုံး၅ပွဲမှာ၁ပွဲသာရှုံးနေထားပြီး၄ပွဲဆက်ရှုံးပွဲမရှိဘဲ၁ပွဲသာတေချထားပါတယ်။ဆိုတော့ယူနိုက်တက်အသင်းဟာဒီနေ့မှာငှက်အသင်းတွေ၊ကြက်အသင်းတွေ၊ဂျိုးချအသင်းတွေနဲ့အကျိုးပေးနေပေမဲ့အဝေးကွင်းစမ်းဆောင်ယူတွေကတော့အတော်လေးမကောင်းခဲ့တာကြောင့်ဒီတစ်ချိန်လန်ဒန်ကကျပ်ဖာကြီးတွေရဲ့ကွင်းမှာအနိုင်၃မှတ်ကိုအိမ်ပြန်တယ်ပြီး အပိုစုအဖြစ်ချက်ဖာကြီးကိုပါစားနိုင်အောင်မလားဆိုတာလာမယ့်စနေနေ့ညမြန်မာစံတော်ချိန်9:00နာရီမှာပဲကြည့်ရှုခံစားရတော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နေပြီးအားပေးခဲ့ဖို့တောင်းဆိုရသည်ခင်ဗျာဗီဒီယိုသစ်တွေတင်တိုင်းကြည့်ရှုနိုင်အောင်လို့လည်းဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့နော်ကြည့်ရှုအားပေးခဲ့တဲ့ border အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ